ားလုံးပဲမင်္ဂလာပါရှင်။အော်တိုဘာလ30ရက်နေ့အတွက်မိုးလင့်ဝတ္တခမှန်းချက်တွေကိုတင်ဆက်ပေးပါတော့မယ်။မနေ့ပြန်အော်တိုဘာလ30ရက်နေ့မွန်းတဲ့အချိန်ထိစကိုင်းတိုင်းအောက်ပိုင်း၊ကရင်နီ၊ကယားပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာတိမ်အထင်အင့်ဖြစ်ထွန်းနေပါတယ်။တနင်္လာနေ့တိုင်းမှာနေရာအနှံ့ပြ၊ကရင်ပြည်နယ်၊မွန်းပြည်နယ်နဲ့အေရော်ရီတိုင်းတို့မှာနေရာကျကျနဲ့၊ကြံတိုင်းနဲ့ပြည်နယ်တို့မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာနိုင်ပြီးရွာရံရွာနှုံးပြည့်ဖြစ်ပါတယ်။တနင်္လာနေ့တိုင်းမှာမိုးတိမ်တောင်တွေဖြစ်ထွန်းမှုအားကောင်းနေပြီး အဆိုပါမိုးတိမ်တောင်တွင်ရွေရှားရနေရာတချို့မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးတီကျွေခြင်းလျှက်စီးလက်ခြင်းနဲ့မိုးကြိုးပစ်ခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်တာမို့ကြိုတင်သတိပြုနေထိုင်ကြဖို့မိုးဆလကအကြံပြုထားပါတယ်မြမကံယူရန်တျောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးတက်လေပြင်းများကြောက်ပြီးလှိုင်းသင်းသင်းကနေလှိုင်းကျင်းနိုင်ပါတယ် မိုးသက်လေပြင်းကြခြင်းရေပြင်းပြင်းပြင်းလေးဟာတနအီကို25မိုင်ကနေမိုင်30အထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်က9ဘီကနေ6ဘီခန့်ထိရှိနိုင်ပါတယ်။ အရှိတ်ဘက်ကရွေရှားဝင်ရောက်လာတဲ့လေပွေလိုင်းတွေရဲ့အချိန်နဲ့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေရုမငိမ့်မတက်မှုတွေဖြစ်ပေါ်လာနိုင်တာကြောင့်လာမယ့်အောက်တိုဘာလ31ရက်နေ့ကနေနိုဝင်ဘာလ9ရက်နေ့ထိကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းစကိုင်းတိုင်းနဲ့မကွေးတိုင်းတို့မှာနေရာကျကျနဲ့ကရင်နီ၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်း တနင်္လာရီတိုင်းအေရဝတီတိုင်းပဲခူးတိုင်းမန္တလေးတိုင်းရန်ကုန်တိုင်းနဲ့နေပြည်တော်တို့မှာနေရာဆက်စစ်ကနေနေရာအနှံ့ပြမိုးထစ်ဆုံရွာနိုင်ပြီးအချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရှင်။အားလုံးပဲဘေးပေါင်းကနေကင်းဝေးပြီးစိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းကြပါစေရှင်။